မင်္ဂလာပါ YB Learning Center ကျေးဇူးပါတယ်လူကြီးများအတွက် pre-calculus pre-calculus ကျွန်တော်8ပြီးသွားပြီဆိုတော့ဒီနေ့က9เนาะ9ရဆောင်းနေအဲ့တော့ဒီက chapter ကျွန်တော်တို့အတိတ်ဖြစ်သွားပြီเนาะ3.5ပြီးခဲ့တဲ့အဲသင်ခန်းစာတော့3.4ဒီပြီးသွားပြီပြီးသွားပြီဆိုတော့ဒါအခုဒါ3.5ပေါ့เนาะအဲ့တော့ ဒီက polynomials တက်သွားတာ polynomials ကိုကျွန်တော်ဒီ precalculus ဥစ္စာထဲမှာကျွန်တော်ထည့်ထားလိုက်မယ်အကုန်ဒီပြီးတဲ့အထိပေါ့နော်၁၀၁၀ခုစာပြည့်တဲ့အထိကျွန်တော်ထားမယ်အဲ့တော့နောက်သင်ခန်းစာတွေကြားလို့ရှင်တော့ကျွန်တော်ဟို calculus ဆိုတဲ့သင်ခန်းသင်ခန်းစာကိုလည်းတွားလိုက်တော့မယ်ပေါ့နော်ဒါ pre precalculus ဆိုတော့ pre တော့ဘယ်လိုပုံစံလဲအကျိုးပေါ့နော်အကျိုးပုံစံဖြစ်လာဟုတ်ပြီအဲ့တော့ဒီမှာ polynomials တွေကို dividing စားတာပေါ့ ကျွန်တော်ဟိန်းကယ်ကူလေးရှင်းနဲ့တွက်တယ်ဟေးဆိုလို့ရှိရင်တော့ဒီမှာဟိုစားရတဲ့ဥစ္စာကကျွန်တော်ငငယ်ရတွက်ခဲ့တဲ့ဥစ္စာပဲเนาะအစားအနှုတ်ဒီလိုမျိုးနဲ့တွက်ရတဲ့ဥစ္စာအဲ့တော့ဒါကလည်းဟိုဟိန်းကယ်ကူလေးရှင်းနဲ့လွတ်ပြရတာပဲမဟုတ်ဘူးညာဟိန်းကယ်ကူလေးရှင်းကကောင်းတယ်ဘယ်အတွက်ကောင်းတာလဲဆိုတော့ formula derivation အတွက် thinking အတွက်ကိုကျွန်တော်တို့ဒီလိုမျိုးလေး thinking လို့ပြောရပါတော့เนาะအဲ့လိုကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့ဖြစ်ခဲ့တဲ့ပြဿနာကဟို thinking ဘက်ကို မရောက်ပဲနဲ့ဒီဘက်ကဟို calculation ဘက်မှာကျွန်တော်တို့ ဟိုအချိန်ကြီးကုန်နေရတာဖြစ်တာပေါ့နော်အဲ့လိုဖြစ်တာအဲ့တော့ဒီကွန်ပျူတာနဲ့တွားလိုက်လို့ရှင့်တော့ဒါအတော်ရှင်းတယ် thinking ဆိုလို့ရှင့်ဟို division ဆိုလို့ရှင့်ဒီတိုင်းပဲ divide လုပ်ချလိုက်ရင်အဖြေကတန်းထွက်လာတယ်အဲ့တော့ဟို human psychology ရောက်ရာဆိုအဖြေကတိတ်နေပြီဆိုတော့အဖြေကိုတိတ်စိတ်ဝင်စားတော့ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ဟာ thinking ကတော်တော် auto ဝင်လာတယ်เนาะအဲ့ဒါကျွန်တော် advantage ပဲအဲ့တော့ဒီမှာလာတယ်ဒီ expressions ကိုကျွန်တော်တို့တွေ့ပြီးဖြစ်ဆိုလို့ရှိရင်သူ polynomial ဘယ်လိုပဲဖြစ်ဖြစ်ဘယ်နဲ့ထပ်ပဲဖြစ်ဖြစ်ကျွန်တော်ရေးတတ်သွားတာပဲเนาะအဲ့တော့ကျွန်တော်ဒီမှာရေးပြရတဲ့စနစ်လေးတိုင်းပေါ့เนาะဒါဟို the most simple ပိုင်းဖြစ်အောင်ရေးတာအဲ့တော့စားတော့မယ်ဆိုလို့ရှိရင် expression 1 expression 2အပေါ်ကကောင်အောက်ကကောင်ပေါ့နော်အပေါ်ကကောင်တက်လို့ရေးတယ်အောက်ကကောင်နှစ်လို့ရေးတယ်စသဖြင့်ကိုကတော့ကိုလုတ်ပြီးတော့ပိုင်းဝေးပြီးပိုင်းကြီးပြီးဆိုရင်ဖြစ်သေးတာဟိုဟိုဘယ်ကောင်အပေါ်လဲဘယ်ဟာကဟို အောက်လည်းဖြစ်သေးတာ哦နော်အဲ့တော့အပေါ်ကောင်အောက်ကောင်ကောင်လို့ကိုကမှတ်ထားလိုက်ပြီးပြီဒါအပေါ်တော့နဲ့အောက်ထဲဆက်လာမယ်အဲ့ဒါစားရပြီနော်အဲ့လိုပုံစံမျိုးအဲ့တော့ကို notation နဲ့ကို1ဆိုလို့ရှိရင်အပေါ်မှာထားမယ်ဗျာ2ဆိုလို့ရှိရင်အောက်မှာထားမယ်ဒါ default အပြောင်းမြန်လိုက်နေတယ်ဆို2ပေါ်တင်လိုက်မယ်1အောက်မှာထားမယ်ဟဲ့အဲ့လိုပုံစံနော်အဲ့တော့တင်းနဲ့နှစ်နဲ့ကိုကသွားလိုက်တယ်ဟုတ်ပြီအဲ့တော့သူစားခြင်းတဲ့ဥစ္စာက expressions 1ကဒီမှာကြည့်လိုက်လို့ရှိရင်ဒီမှာ 2x3 3x2 4x +5 ဒီဥစ္စာ ဲ့တော့ဒါကဒါက expression 1အပေါ်အကောင်တင်လိုက်တင်လိုက်တယ်သူစားကျင်တဲ့ကောင် express 2နဲ့စားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကကြည့်လိုက်ရင်၃ဓာတ်ဆိုတော့ဒါလပုံစံနဲ့ထွက်မယ်နော် positive ဆိုတော့ positive ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်တို့ပြောတော့ပကံအကလေးပေါ့နော်ပကံအကလေးသွားမယ်ဟိုဘက်ဟို1နဲ့ဒီဘက်က3နဲ့ကိုဟို diagonal ဆင်းလာတဲ့ဥစားဖြစ်မယ်နော်အဲ့ဒါမျိုးလေးအဲ့တော့ကျွန်တော်တို့ကဟိုကြည့်လိုက်တာနဲ့ graph ကိုကျွန်တော်တို့ကစိတ်ထဲမှာ မြင်နေရမကောင်းတဲ့မှာမြင်နေရအဲ့လိုဖြစ်အောင်လုပ်အောင်ပေါ့နော်ဒါဆိုရင် express 2ဆိုရင်ဒါ straight line ပဲအဲ့တော့သုံးဓာတ်ကိုတစ်ထပ်နဲ့စားတယ်သုံးဓာတ်ကိုတစ်ထပ်နဲ့စားတယ်အဲ့တော့ blue ဖြစ်မလဲပေါ့အဲ့ဒီမှာ expression စားလိုက်တယ်ဒီ expression ပြီးရင်ကျွန်တော်တို့ကလုပ်လို့ရတာ simplify တို့ expand တို့စသဖြင့်ဒီမှာလုပ်လို့ရတာရှိတယ်အဲ့ဒီ symbolic ဥစားနေ symbolic notation နဲ့ကိုယ့်ကိုအကုန်လုပ်ကြည့်ပေါ့နော် expand လုပ်ကြည့်ပြီးရလုပ်ကြည့်ပြီးလို့ရှိရင်ကျွန်တော်တို့ factor factor ဆွဲထုတ်လိုက်ရတယ်ဒီမှာဆိုရင်ဘာမှတိတ်မသိတာအကုန်လုံးဒီတိုင်းပဲထွက်လာတယ် simplify ဆိုလည်းဒီတိုင်းပဲထွက်တယ်အဲ expand ဆိုလို့ရှိရင်လည်းတကုတ်ချင်းစီကိုအောက်က +2 နဲ့လိုက်ထည့်သွားတယ်ဒါပဲရှိတယ် factor ဆိုလို့ရှိရင်လည်း factor မထွက်ဘူးမပလော့လုပ်ကြည့်တယ်ပလော့ကျလုပ်ကြည့်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုထွက်တယ်ဒါနော်ပလော့လုပ်ကြည့်ရဲထွက်တယ်အဲ့တော့ expression 1ကို plot လုပ်တယ်အခုကျွန်တော်ပြောတဲ့အတိုင်းပဲဟိုပကံကလေးထွက်လာတယ်ပေါ့နော် positive ဆိုတော့ဒီဘက်က1နဲ့3နဲ့ကို crossing နဲ့ရိုက်သွားတယ် negative ဆိုလို့ရှိရင်ဒီဘက်က2နဲ့4နဲ့ကို crossing ရိုက်တယ်ပေါ့နော်အဲ expression 2ကတော့တုံးတဲ့ line ပဲကျွန်တော်တို့ကဒါ straight line straight line ပဲထွက်တာ slope တကူနဲ့ဟောအဲ့တော့ calculation ဘာညာ quick กว่า okay ရတယ်ဒီမှာဟို calculation လုပ်တဲ့ဟာဒီမှာပါနာပါရာပြီးပြီเนาะပါရာပြီးပြီဆိုတော့ဒီဥစ္စာကိုကျွန်တော်တို့ကစာအုပ်နဲ့သူ hand calculation နဲ့လုပ်တဲ့ဥစ္စာကဒါကို follow လုပ်လိုက်လို့ရတယ်ပြောချင်တာက ဘလူးပဲဖြစ်ဖြစ်ကျွန်တော်တို့က plotting ဥစ္စာတွေလုပ်လို့ရတယ် division မှာလည်းလွယ်သွားပြီနော်ဟို equation တစ်ချောင်းချင်းစီကိုလည်းကျွန်တော်တို့က plot လုပ်လို့ရတယ်နောက်ခုစာရတဲ့ဥစ္စာကိုလည်း plot လုပ်လို့ရတယ်အဲ့ဒီဟာနဲ့တော့เนาะအဲ့တော့ဒီမှာနောက်တယ်လာတယ်ဒီမှာ example 1အဲ့တော့အဖြေတွေကိုဒီမှာရှိတယ်စာအုပ်ကကျွန်တော်လွှတ်ပြရမှာမဟုတ်ဘူးစာအုပ်ကိုကျွန်တော်တို့ကဟိုပုံနားလည်အောင်လို့လုပ်တဲ့သဘောเนาะအဲ့တော့ဒီ equation 5 square ဒီမှာလာတယ် example 1 တော့ pi square ဆိုတော့နှစ်ထပ် parabola parabola ဆိုလို့ရှိရင် positive positive ဆိုလို့ရှိရင်ကျွန်တော်တို့ open apex ဖြစ်မယ်เนาะအပေါ်ကိုပွင့်မယ်နော်အောက်က d x 2ဟို expression 2က x 1 x 1ကဒါ straight line တစ်ထပ်ပဲတစ်ထပ်ဆိုတော့ဒါ straight line အဲ့တော့နှစ်ထပ် gain ကို parabola ကို straight line နဲ့စားတယ်ဒါကျွန်တော် expressions အဲ့တော့ကျွန်တော်လုပ်မဲ့ဥစ္စာကဒါပဲ expand လုပ်မယ်ဟို factor လုပ်မယ် simplify လုပ်မယ်ဒါပဲ ။ဟောဒီမှာ factor လုပ်တဲ့ချိန်ညာတော့ကျွန်တော် factor လုပ်လို့ရတယ်။ x 2နဲ့ဟိုခွဲလို့ရတယ်။ဟော factor လုပ်လို့ရပါတယ်။ factor လုပ်လို့ရတယ်ဟေးဆိုလို့ရှိရင်ဘာဖြစ်သွားလဲဆိုတော့ဟို straight line ပဲကျန်နေတာပေါ့။နော်။အဲ့တော့ဒီမှာ expand လုပ်လိုက်လို့ရှိရင်တော့နေသူသူလို့သွားတယ် factor ဆိုလို့ရှိရင်ဒါ hand calculation မှာကြတော့ကျွန်တော်တို့ကမြင်ရတာပေါ့နော်အပေါ်ကဟာဟိုကျွန်တော်တို့ဒီမှာခွဲချလိုက်တဲ့ချိန်ညတော့ဒီမှာဟိုဒီမှာ0တော့တယ်နော်0တော့တော့ factor လုပ်လို့ရတယ်ဒီမှာ line လဲလို့ရှိရင် ဒီ 5x 2ပေါ့နော် 5x 2ထွက်လေအဲ့တော့သူ့ကိုခွဲလိုက်လို့ရှိရင် 5x square 3x ကိုကျွန်တော်တို့ခွဲချလိုက်လို့ရှိရင် x 1 5x 2ထွက်လာအိုးအဲ့တော့ဒီမှာထွက်တယ်နော်အဲ့တော့ဒါမျိုးတွေလုပ်ချင်နေဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီမှာလုပ်လို့ရတာပဲနော်ဒီအရဆိုရင်ကျွန်တော်က exp1 expression 1ကို expression 1ကိုကျွန်တော် factor လုပ်ချင်ပါတော့မယ်ဟော expression 1ကို factor လုပ်ကြည့်လိုက်လို့ရှိရင်ဒီလိုနှစ်ခုထွက်တယ်လေ အဲ့လိုနှစ်ခုထပ်တော့အောက်ကစားရတာက A+1 ဆိုတော့ဒီကအပေါ်မှာရှိတဲ့ A+1 နဲ့ကျွန်တော် cancel out ဖြစ်သွားတယ် cancel out ဖြစ်သွားတော့ဒါဒီ 5x-2 straight line မှာကျန်တယ်ပေါ့ straight line မှာမှဒါဆိုလို့ရှိရင် slope က5 slope of 5ဆိုလို့ရှိရင်ကျွန်တော်ထောင်ရက်လေးနော် positive ထောင်ရက်လေးဖြစ်သွားမယ် y intercept က2 y intercept ကဒါ -2 ပေါ့နော်ဒီမှာတော့ y intercept က2အဲ့တော့ဒီမှာတော့မယ် ဲ့တော့ expression 1ကိုဆွဲကြည့်လိုက်တယ်ဒီလိုလာတယ် expression 2ကိုဆွဲကြည့်လိုက်တယ်ဒီလိုလာတယ်ဟောအဲ့တော့ဒီစာအုပ်မှာမပေးထားတဲ့မပါတဲ့တူးစီကိုကျွန်တော်တို့က visualization ကိုဒီမှာကွန်ပျူတာရဲ့အကူအညီယူပြီးတော့ကျွန်တော်တို့ visualization တကားတက်တက်လုပ်သွားလို့ရတယ်အဲ့ visualization ကဘာလို့လဲဆိုတော့ကျွန်တော်တို့ဟို better understanding တက်လို့တာเนาะပို့ပြီးတော့နားလည်အောင်လို့လုပ်တာ တော့သူကဟို hand calculation ကိုလွှတ်ပြလိုက်ရမယ်ကွန်ပျူတာနဲ့ပဲတွက်မယ် no မဟုတ်ဘူး hand calculation အရေးကြီးတယ်ဘာအတွက်လဲဆိုတော့ thinking အတွက်အရေးကြီးတာကျွန်တော်တို့ဖြစ်ခဲ့တာက thinking အတွက်ကိုမလုပ်နိုင်ခင်ね hand calculation နဲ့အဖြေနောက်ကိုလိုက်နေတာအဲ့တော့ကျွန်တော်တို့ကဟိုအဖြေကိုပဲကျွန်တော်တို့ကဟိုကောင်းဆိုင်ပြီးလိုက်တယ် thinking ဘက်ကိုမလိုက်ဖြစ်ခဲ့ဘူးအဲ့တော့ကျွန်တော်တို့ကကွန်ပျူတာနဲ့လှုပ်ချလိုက်တဲ့ချိန်ညတော့အဖြေလေးကကွန်ပျူတာထွက်ပြီးအဖြေလေးရနေပြီပဲကျွန်တော်တို့က AC ပဲပုံဆွဲကြည့်ကြည့်လား AC ကွန်ပျူတာနဲ့ဆွဲလို့ရတယ် အဲ့တော့ naturally တဘာဝအလျောက်ကိုပဲဟာဒါတွေကရနေပြီဆိုလို့ရှင်မရသေးတဲ့ဥစ္စာ thinking ဒါဘာကြောင့်ဖြစ်တာလဲဆိုတာအဲ့ဒီဘက်ကိုကျွန်တော်ရောက်လာတယ်ဒါမှကျွန်တော်တို့ on the right track ဖြစ်တာပေါ့နော်အဲ့တော့ right to သုံးမယ်လို့ဟုတ်ပြီအဲ့တော့ asm2 ကိုသွားမယ်ဒါမြန်မြန်သွားသွားလို့ရပြီနော်ကျွန်တော်တဖြည်းဖြည်းနဲ့ဟိုစပြီးတော့လေ့ကျင့်ခါစားတော့အဲတုံကြီးတုံချီပေါ့အဲပြီးသွားလို့ရှင်တော့တဖြည်းဖြည်းနဲ့ကျွန်တော်တို့က speed up လုပ်လို့ရပါတယ်နော်ဒီမှာ၃တက်၃တက်ဆိုလို့ရှိရင်ဘာသူပုံမဆွဲဘူးပုံမရှိသေးဘူးကျွန်တော်တို့တိနေပြီ သုံးသက်ဆိုလို့ကျန်တာပကံအကပဲစောစောလုံးကအတန်တော့ဟာဟိုပကံအကကမယ်သူသွားမဲ့ quadrant က1နဲ့3နဲ့ကို crossing ရိုက်သွားမယ်တင်းလေးသူ့ကိုစားမှာပါလဲဆိုတော့ 3x minus 0ဒီမှာအကုန်ကြည့်လိုက်လို့ချင်း straight line နဲ့ပဲစားရည်လေနော် straight line နဲ့ပဲစားရပြတယ်အဲ့တော့ flow ကဒီ flow အတိုင်းပဲဟို expression စေးတာပြောင်းပြောင်းသွားတယ်ဒီမှာလာတယ် 3x2 ဒီမှာစားကြည့်တယ်ဒီမှာ factor လောက်တယ်အဲဒီမှာ မထွက်ဘူးပေါ့နော်ဘက်ကလို့တမထွက်ဘူး expand လုပ်ကြည့်တယ်အဲဒီလိုပဲအဲဒါဆိုလို့ရှိရင်ဒါ cancel out လုပ်လို့မရဘူးနော်ခြေလို့မရတဲ့ပုံစံမျိုးတွေ့တာအဲ့တော့စောတော့ကအတိုင်းပဲဒီ ESPR 1ကိုပေါ့ဟိုကျွန်တော်တို့က factor လို့လို့ထွက်မလားအပေါ်ဘက်ကဟာကို factor လို့လို့ထွက်လာတယ်ဆိုလို့ရှိရင်ဒီအောက်က3 2နဲ့ရခဲ့တယ်ဆိုရင်ပြန်ခြေလို့ရတာဟုတ်ဒီမှာကျတော့ expression 1ကို factor ဆွဲထုတ်လို့လည်းမရဘူးမရတော့ခြေလို့မရဘူးနော်ခြေလို့မရတော့သူ့ပုံစံတိုင်းဒီတိုင်းလေးပဲထွက်လာတယ် မာသူ့ဟာတက်လို့လေးထွက်တယ်အဲ့တော့တင်ချာဆိုတာကဒီတိုင်းပဲ formula တွေရှိတယ်ဟို expression တွေရှိတယ်အဲ့ဒီဟာတွေကိုပေါင်းနှံနှုတ်တယ်ပြောက်တယ်စားတယ်အဲ့လိုလုပ်တယ်နော်အဲ့အထဲထဲမှာမှအာပေါင်းနှံနှုတ်တာကဟိုတိတ်ပေါင်းနှံနှုတ်တာမြောက်တာတိတ်မထူးဆန်းနေဘူးခေါ်မှာပေါ့နော်အဲဖားစားတယ်ဟေးဆိုလို့ရှိရင် तू က division မှာကျွန်တော်တို့နည်းနည်းတိထားတယ်ပေါ့နော်တိထားတယ် ်ဥမာပေါင်းနေရေးဆို a b နဲ့ b a နဲ့ကဓာတုဖလဲရကုန်သတ်တွေရှိတယ်ပြဿနာမရှိဘူးဒါပေမဲ့နှုတ်တယ်ဟေးဆိုလို့ရှိရင် a b နဲ့ b a နဲ့မတူအမြောက်တယ်ဟေးဆိုလို့ရှိရင်ရိုးရိုးတန်းတန်းဒီ multiplication မှာ okay function မှာဖြစ်တယ်အဟား a b b a ရတယ်စားတယ်ဟေးကြတော့မတူတော့ပြန်ဘူး a over b နဲ့ b over a နဲ့မတူပြန်ဘူးဟိုအဲ့လိုမျိုးတွေအဲ့တော့ study လုပ်တဲ့အချိန်ကမှအားရလေးရှိတယ်အဲ့တော့ကျွန်တော်တို့ကလေ့ကျင့်နေတာဖြစ်တယ်လေ့လာနေတာဖြစ်တယ်တော့ကြောင့်မလို့ဒီမှာကျွန်တော်တို့ plotting လေးကိုအကုန်ထည့်ပြီးဆွဲတယ်သူစောင်းမပါဘူးဒါပေမဲ့ကျွန်တော်ဆွဲတယ်ဟုတ်ပြီသွားမယ်3 2 9အဲ့တော့ hand calculation တွေကိုတော့ပြန်လိုက်လေပေါ့နော်ကျွန်တော်တို့ hand calculation ကိုထည့်မပြောတော့ဘူးအဲ့တော့ computer အနေနဲ့ကျွန်တော်ပြောရတယ်ဆိုတော့ဒီလိုမျိုးဟို screen မှာပဲ screen recording နဲ့လောက်ရတဲ့ဥစားပဲကျွန်တော်ကပြောလို့အဆင်ပြေတယ်ပေါ့နော်အဲ့တော့ဒီမှာလာပြီ3 2 9နော် expressions မှာ 2x square အဲ 2x cube ပေါ့နော် 2x cube 2x cube ဆိုရင်ဒါလည်းတူတူပဲ နော်သုံးတက်ပဲနော်ပကံကပဲနော်အဲ့တော့1နဲ့3နဲ့ကို crossing ရမယ်1နဲ့3နဲ့ကိုပြင်ရတယ်ဒီပုံစံဆိုလို့ရှိရင်ဒီမှာတော့ပါနေသေးတယ်နော်2မှာတော့ပါနေသေးတယ်ဒါအကျဉ်းချင်းကိုပြောတာပေါ့နော်ဒီကောင်ဆိုရင်ဘယ်လိုပုံစံထွက်မလဲမသိဘူးတွေ့ရကြည့်အဲ့တော့ပါတယ်အဲစားမဲ့ကောင်က x+2 အဲ့တော့ straight line ပဲအဲ၃တက်ကို straight line နဲ့စားတယ်ဒီ example ကြီးအကုန်လုံးကဒီတိုင်းကြီးပဲ ခုဒီမှာ factor လောက်တယ် factor လောက်တယ်ဒီမှာလည်းမရအောင်ဒီမှာ to do factor ဆွဲချလိုက်မယ်ဒါဆိုရင်ကျွန်တော်အရှိရအတိုင်းပဲကျွန်တော် expressions 1ကိုရှင်း expression 1ကိုလည်းမလည်းဒါမရတော့ဘူးပေါ့နော် factor ဒါ factor ဆွဲတယ်အဲဒီမှာလည်းမရတော့ဘူးမရတော့သူကထုံးတဲ့နိုင်မဲ့ဟိုတုံးလိုက်ကြည့်ပြပါပါပေါ့နော်အတွဲလိုက်ကြည့်ပြပါပါဒီလိုပုံမှန်ထွက်တယ်။အဲ expression 1 solution ဒီလိုလေးထွက်တယ်။ အဲဒါကတော့ဒီလိုဒီဘက်မှာတိတ်မရောက်ဘူးနော်ဒီလိုလေးသွားတယ်နော်အဲ့တော့ is is version 2က straight line ဆိုတော့ straight line ထိတိုင်းပဲဟုတ်ပြီတော့မယ် asymmetry ကွန်မန်နဲ့လာရတာအရင်လွယ်တာနော် square အဲ့တော့ parabola parabola ဆိုလို့ရှိရင်ဒီ parabola ကျွန်တော်ပို့အများကြီးပို့သိတယ်ဟုတ်လား positive ဆိုလို့ရှိရင် open upwards နော်အဲ့တော့ parabola ကိုနှစ်ထပ်ဂိမ်းကိုတစ်ထပ်ဂိမ်းနဲ့စားတယ် straight line နဲ့စားတယ် parabola ကို straight line နဲ့စားတယ်ဒါဒီပုံစံနိုင်မသွားတယ် အဲဒီကောင်ထဲမှာ तू factor ခွဲလို့ရလားအဲရတယ်ဒီမှာ factor ခွဲလို့ရတယ်နော်အာ net tracking ရပြန်တော့ပြ factor တွေထွက်တယ်အဲ့တော့ EXPR1 ဆိုလို့ရှိရင်ကျွန်တော်တို့ factor ဆိုလို့ရှိရင်ဒါအပေါ်အပေါ်ကျွန်တော်တို့ factor ခွဲလို့ရတယ် factor ထွက်လာလို့ကျွန်တော်တို့ off ကောင်နဲ့ cancel လောက်လုပ်လိုက်တော့ဒီမှာ5 2ပဲကျန်နေတာနော်ခါတော့သွားတယ်အဲ့တော့ဒီမှာ plot ဟုတ်ပြီဒါနောက်ဆုံးရတဲ့ final result ပေါ့နော် spike line မှာရတယ် ဟိုကနှစ်ထပ်ကိန်းဟိုမှာတစ်ထပ်ကိန်းเนาะအဲ့တော့နှစ်ထပ်ကိန်းကိုတစ်ထပ်ကိန်းနဲ့စားတယ်ဟိုဖတ်တာခွဲလို့ရလို့ရှိရင်တစ်ထပ်ကိန်းထွက်တယ်စထရိတ်လိုင်းထွက်တယ်ဒါပဲသုံးတက်ဟိုလေးသုံးတက်လာပြီသုံးတက်ဒီတိုင်းပဲအဲစားတယ်ဒီမှာလောက်တယ် factor ဆွဲကြည့်တယ်အဲ့ဒီမှာသူ factor ထွက်တယ်။ factor ထွက်တယ်ဆိုတော့ဒီ expression 1ကိုကျွန်တော် factor ခွဲကြည့်မယ်။ expression one ကို factor ခွဲလိုက်လို့ရှိရင်ဒီလိုထွက်တယ်เนาะ2 a 2a x 5 x 5အဲ့တော့အောက်က a 2နဲ့စားတယ်ဆိုတော့ a 2ကိုကြည်သွားတယ်အဲ့တော့2 d ရကျန်တယ်2 2ဆိုလို့ရှိရင်ဒါ a 2 a 2ဆိုတော့ तू က parabola ထွက်မှာเนาะအဲ့တော့ factor ခွဲလို့ကျန်ခဲ့ရဆိုရင်ကျွန်တော် parabola ထွက်လာတာပေါ့เนาะဒီမှာ expression 1ကဒီလို2 expression 2 plus straight line easy ပဲเนาะလွယ်လာပြီเนาะအဲ့တော့ဒီမှာ example 5ကျွန်တော်ကစာအုပ်မှာတွေ့သမျှ example တွေအကုန်လုံးကိုရိုက်ထည့်ပြီးတော့ practice လုပ်တာเนาะ practice လုပ်တာတော့ practice makes perfect เนาะအဲ့တော့ဒီမှာ negative negative ဆိုရင်မဖြစ်မလဲဆိုတော့ဒါလေးတဲ့လေးတဲ့ဆိုလို့ရှိရင်သူကဟို square မဟုတ်လို့အကုန်လုံးကဟို positive မှာပဲရှိတယ်เนาะဟိုအဲ့တော့ negative ဆိုလို့ရှိရင်ဟိုအကုန်လုံးအောက်မှာပဲရှိတယ်เนาะကောင်းတဲ့ပုံမှန်ဖြစ်ပါ အဲ့တော့ဒီမှာသွားမယ်ဒီလိုဒီမှာ error factor ခွဲတယ်အဲဒီမှာလည်း factor ခွဲလို့မရအောင်အဲ့တော့သူ့ကို factor ခွဲလို့မရအောင်ဆိုချင်းတည်တယ်ဟိုက expressions 1ကို factor ခွဲလို့ရှိရင်မထွက်တော့ဘူးเนาะအဲ့တော့ expression 1ကို factor ခွဲလို့မထွက်လို့ရှိရင်စားတဲ့အချိန်မှာ cancel လောက်မဖြစ်ဘူးက cancel out မဖြစ်ရင်ဒီပုံစံအတိုင်းပဲအဲလေးတဲ့ gain ဒီလိုသွားတဲ့ဟာကြီးနေပဲပုံကဟိုကျူလူကျဲလေးထွက်တယ်ပေါ့เนาะဒီလိုပုံစံထွက်မယ်အဲ့တော့ block 1ဆိုရင် expression 1တက်ပါเนาะအဲ့တော့ square ဆိုတော့အကုန်လုံးကဒီဘက်တစ်ချမ်းထဲမှာရှိမှာ negative မဟုတ်လို့အောက်ကိုဆင်းလာတယ် positive ဆိုရင်အပေါ်မှာရှိမှာနော် is when the two got a straight line straight line ထိတိုင်းဟုတ်ပြီအဲ့တော့အဲ exam 6 exam 6ကဒီဟာအဲဒါမျိုးလေးတွေကြားလို့ရှိရင်နည်းနည်းဟို light စဉ်းစားကြည့်ပြီလား light စဉ်းစားကြည့်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သင်နေတဲ့သင်ချာတွေနဲ့ဒီဘက်ကအပြင်မှာရှိနေတဲ့ဥစ္စာနဲ့ဘယ်လိုဆက်ဆက်တယ်ဆိုတော့ဥစ္စာနော်အဲ့ဒီဟာအဲ့ဒါမျိုးလေးတွေက ဟို brain ကို teasing လုပ်လို့သိကောင်းလာအဲ့တော့သူ့ကို volume of a rectangle solid is given by polynomial ဒါ volume နဲ့ volume ရဲ့ equation ကဒီဥစ္စာနော်အဲ့တော့ဒီဥစ္စာ4 4တဲ့ gain ဖြစ်နေတယ်အဲ့ဒါ volume ရဲ့ equation volume ဆိုတဲ့ကကျွန်တော်တို့သိတဲ့ဥစ္စာကအလျား into ဟိုအလျားမြောက်အနှံမြောက်အမြင့်ဒါကဒေသောခါမှာပမာဘူးအဲ့အလျားမြောက်အနှံမြောက်အမြင့်ကဘာနဲ့တွားတူမှာလဲဆိုတော့ဒီ polynomial equation ဆက်တွားတူမှာအဲ့တော့သူပြောတယ် length of the solids is given by 3x or length of 3x width ကကြတော့ x 2 height ကိုရှာပါတယ်။သုံးချက်တော့လည်းမျိုးမှာတော့ variable သုံးခုမှာနှစ်ခုပေးထားတယ်ဗျာ။ဂျန်တဲ့ဟာတစ်ခုပေးတယ်ဗျာ။အဲ့တော့ height ကိုရှာခိုင်းတယ်လွယ်လွယ်လေးပဲเนาะ။အဲ့တော့ဒီမှာ volume ဆိုတော့ length နဲ့ width တွေ height ရပြောက်တယ်။အဲ့တော့ volume ဥစ္စာဒီမှာ equation ထည့်လိုက်တယ်။ length နဲ့မှာ length နဲ့ဥစ္စာ 3x ထည့်တယ်။အဲ့တော့ width နဲ့မှာ width x minus 2ထည့်တယ် h ကိုမသိခင်နေနဲ့ထားတယ်အဲ့ဒီ h ကိုကျွန်တော်တို့ဒီ equation ကနေကျွန်တော် solve လုပ်လိုက် solve လုပ်လိုက်တော့ဒါ division ဖြစ်သွားတော့နော် over division လေးလေးဆိုရင်ဒါ division ဖြစ်သွားတယ်နောက်ဆုံးထွက်လာတဲ့စာတူစာအဲ့ဒါကိုစားလိုက်တယ်ဆိုလို့ရှိရင် height ရဲ့ solid ကဒီမှာ parabola equation ထွက်လာတယ်ဟုတ်နောက်ထပ် equation ထွက်လာတယ်ဒါသူ့ရဲ့ exercise နော်ဟုတ်ပြီကဲအဲ့တော့ကြည့်မယ်အဲ့တော့ဒီအရယူလိုက်တယ်ဒါ volume expressions 1 expression 2 expression 2ကဒီက length က 3x volume ကဒီ length into height into width နော်ဒီကဥစ္စာ3ခုဒါ expression 2အဲ့တော့ဒီလိုထွက်တယ်အဲ့တော့ equal to equal to ကဒီ symbolic python မှာရှိတယ်ဒီမှာ equal to ဆိုပြီးတော့ကျွန်တော် equal လုပ်ရလို့ရတယ်ဟောနော် equal to ပြီးမှ source set ဆိုပြီးတော့ရတယ် soft set မှာထုတ်လို့ရတယ်เนาะ soft set ဆိုလို့ရှိရင်ဒါကဒီမှာ h ရဲ့ဥစ္စာကိုလုပ်တယ်အဲ့တော့ကျွန်တော်ကဒီထွက်လာတဲ့ဥစ္စာမှာ expressions 1ကိုဒီဘွားဟာ expressions 1ကိုကျွန်တော်တိတိနေတာเนาะအဲဒါလည်းလွှဲရတော့လွှဲနေတည်တယ်เนาะလွှဲတော့လွှဲနေတည်တယ်အဲ့တော့ဘာတော့ expressions 1မဟုတ်ဘူးမဟုတ်တော့ဒါလေးကိုကျွန်တော်လည်းနေပြန်ရေးလိုက်မယ်เนาะ ဒါကိုကျွန်တော်က solution ပေါ့နော် SOLN ဆိုပြီးတော့ကျွန်တော်ရေးလိုက်မယ် solution solution ရင် SOLN solution ကကျွန်တော်ဒီလိုထွက်မယ်အဲအဲ့တော့ SOLN ရဲ့ RHS right side right side ဆိုရင်ကျွန်တော်လုပ်တယ်အော်ဒီမှာဒါမရှိဘူးမရှိတော့ဟုတ်တယ်ဒီလိုလုပ်လို့မရအောင်မရှိတော့ကျွန်တော်ကဘာရေးလို့ expressions 1မဟုတ်ဘူးဗျအဲ့တော့ဒီအားဟာကိုကျွန်တော်ပြန်ရေးရတော့မှာပေါ့နော်ဟို x to the power 4နော် x to the power 4ဆိုတော့ဒီတိုင်းကိုကြည့်လိုက်ပါမယ် x to the power 4 minus x to the power 3ခြာရေးလိုက်တာမြင်ပါတယ် minus 11 into uh, x to the power 2 x to the power 2 plus 18x 18 into x နော်ဒီဥစ္စာကိုဒီလိုလို့စားရပါ expression 1နဲ့ကျွန်တော်မျက်စိကြည့်ပါလို့ဒီလို18 into x ဟုတ်တယ်နော် x တော့ပါမှာ minus 3 11 x square 18 x အောက်က x into x minus 2အဲ့တော့မှဒါ is to expressions ဖြစ်လာမယ် expressions အဲ့တော့ကျွန်တော် factor ခွဲတယ် factor ခွဲတော့ a square အာ minus x minus 9 a square minus x minus 9ဒါသူရတဲ့အဖြစ်ပေါ့ဒီမှာလေနော် factor ခွဲလိုက်လို့ရှိရင်ဒီမှာ x square minus x minus 9ရတယ်အဲ့တော့ဒီဥစ္စာကိုကျွန်တော်ကအဲဟုတ်ပြီ ။ဘာပြန်လုပ်ချင်လဲဆိုတော့ဒီမှာကြည့်။ဒါလေးကိုဒီလိုလုပ်လို့ရတယ်။ဒါတော့ဒီလို copy ကူးချလိုက်။ဟိုရေးတဲ့နီလန်ပုံစံများအမျိုးမျိုးရေးတာဗျ။ဟုတ်။ဟိုကိုအဆင်ပြေလို့ရေး။စာမျက်နှာရေးရတော့စနစ်လေးတစ်ခုထားပြီးရှိရတာပေါ့နော်။အပြီးွားရင်တော့ဟိုကျွမ်းကျင်သွားပြီဆိုလို့ရှင်တော့ကိုစိတ်ထဲမှာအဆင်ပြေလို့ရခြင်း။နော်။စသလာလာခြင်းဟိုယူယူတန်းကကနိုင်အောင်ကြိုးစားယူယူတန်းကကနိုင်ပြီဆိုခင်ဗျာဖိလင်းကရရရှိတယ်ပြဿနာမရှိဘူးနော်အဲ့တော့ဒီမှာ factor ဆိုတော့ x into x minus 2ကထွက်လာတယ်ဒါဆိုရင်သူ cancel လောက်ဖြစ်သွားမယ် a square minus uh, a square plus x minus 9ကျန်ရမယ်เนาะအဲ့ဒါကျွန်တော်တို့ဟို hand calculation နဲ့တွက်လို့ရှိရင်ဟိုမြင်သာအောင်လို့ကျွန်တော်ဖွဲ့တယ်ဥစားเนาะနောက်ဆုံးဒီမှာထွက်လာတယ်ဒီက expressions ပဲဒီမှာသူ့ရဲ့လာတယ်လို့လာတယ်အဲ့တော့ expressions 1ကိုကျွန်တော်တို့အရှိမလောက်တဲ့ expression 1ကိုလောက်တယ်လို့ရှင်းပြလို့ထားမယ်เนาะအဲ့ဒါကျွန်တော် exp ရ2နဲ့တူတယ်เนาะဟုတ်တယ် PHP က2ဘာလို့ရေးလို့မရတာလဲဆိုတော့ HTML ကျွန်တော်မသိသေးလို့ရေးလို့မရတာဒါကြောင့်မလို့ကျွန်တော်တို့ကဒီဟာဒီဟာလေးပဲကျွန်တော်ရေးထားလိုက်တာ PHP က1ဒါဒီ x into x minus 2ပဲပြောစားအဲ့တော့အဲ့ဒီကုစားလိုက်ဒီမှာဒီအဖြစ်ထွက်တယ်ပေါ့။နော်အဲ့လိုပေါ့။အဲ့တော့ဒီမှာကျွန်တော်တို့တီးလိုက်လို့ရှိရင်ဟိုတင်ချာကိုဘယ်လိုလုပ်ဆက်ဆက်တယ်လဲဆိုတဲ့ဥစ္စာတွေက အစားကဒီမှာဘယ်လိုဆက်ဆက်တယ်လဲဆိုတော့ဥစားဒီမှာတွေးတယ်အဲ့တော့ hand calculation မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ h မသိခင် h variable ကိုကျွန်တော်ရှာတဲ့အချိန်ခါမှာဒါဒီလိုနီးနေကျွန်တော်စားယူလို့ရှာတယ်เนาะအဲ့တော့ဟိုဘယ်လိုစားရမလဲနောက်တစ်ခါဒီ equation တွေကိုဟိုဘယ်လို solve လုပ်ရမလဲဆိုတဲ့ဟာကဒါကျွန်တော်တို့ hand calculation မှာ struggle လုပ်ခဲ့ရတယ်ဥစားအခုကျွန်တော်တို့ hand calculation မဟုတ်တော့ဘူးဟာလာဒီမှာ computer နဲ့တွေ့တဲ့အချိန်ညတော့ကျွန်တော်တို့က main concept ကဘာပဲလုပ်ဖို့လိုလဲဆိုတော့ သူပေးရတဲ့ဟာကို volume ကဒီ3ခုပါဆိုလို့ရှိရင်အဲ့3ခုကိုကျွန်တော်ဒီမှာ equation ချလိုက်ရအောင်။ဒါ h ကလည်းဟိုပြောရတယ်လေဒါ symbolic ဆိုတော့ကျွန်တော် h ဆိုတော့ symbolic ပုံလည်းလုပ်ရတယ်။ဒီအတိုင်းပဲကျွန်တော်ထည့်သွားတော့တာ။အဲ့တော့ expressions က variable က x နဲ့ h နဲ့နှစ်ခုဖြစ်သွားတော့ပေါ့နော်။နှစ်ခုပဲ။ two variable ဖြစ်တယ်။အဲ့ဒီအချိန်မှာဒီသူကကောင်းတဲ့ချက်ကဒီ equal to ဆိုတဲ့ဟာလုပ်လို့ရတယ်။ equal to ဆိုလို့ရှိရင်ဒီမှာသူကထုတ်သွားတယ်။ နော်ထုတ်သွားရဲဆိုတော့ဒီလိုလာတယ်အာဒီ expression ရပြီရပြီဆိုတဲ့အချိန်ကြတော့မှာ equal to ကျွန်တော်တို့လောက်ချလိုက်လို့ရှိရင်ဒီမှာပါတဲ့ equation လေးတိုင်းကျွန်တော်တို့ဒီမှာ quantity ထွက်လာတယ်ထွက်လာပြီးရင်သူ့ကိုကောင်းတာအဲ soft set ဆိုတဲ့ဥစား equation ရပြီဆိုလို့ရှိရင် soft set ကိုလုံးလိုက်ပြီးတော့အဲ့ဒီကမှဒီ equation နဲ့ကမှ h ရဲ့တန်ဖိုးကိုရှာပါဆိုလို့ရှိရင်ကျွန်တော်တို့ hand calculation နဲ့လုပ်ရတဲ့ဟိုဘက်ဒီဘက်ရွှေ့ဟိုဘက်ရွှေ့ဒီဘက်ရွှေ့ဒီသူအကုန်လုပ်ပြီးတော့ ရလာတဲ့ equation ဆိုတော့ထုတ်ပေးလိုက်တယ်နော်အဲ့လိုအဲ့တော့အဲထားပါတော့အခုဒီမှာ solution solution ရတယ်နော် solution ရတယ်ဒီဥစ္စာကိုကျွန်တော်တစ်ချက်လုပ်ကြည့်အောင်မယ်ဘာလို့ကြည့်လဲဆိုတော့ဒီ solution ကို SOLN ကိုအဲသူကဟိုစာနဲ့ဘာလဲသူ့ကိုကျွန်တော် indice 2ကိုဆွဲထုတ်လို့မရပါဘူး။ဟော finance set ဒါလည်းမရအောင်။အဲ့တော့သူ့ကိုကျွန်တော် တပ်ပေါ်ပြောင်းလိုက်မယ်တပ်ပေါ်ပြောင်းလို့ရတာတပ်ပေါ်ပြောင်းလို့ရတာရတယ်နော်တပ်ပေါ်ပြောင်းလို့ရလို့ရှိရင်တပ်ပေါ်ပြောင်းပြီးတော့သူ့ရဲ့ index 0ကိုကျွန်တော်ဆွဲထုတ်လိုက်တပ်ပေါ်ပြောင်းပြီး index 0ကိုဆွဲထုတ်လို့ရတယ်နော်တပ်ပေါ်ပြောင်းပြီး index 0ကိုဆွဲထုတ်လို့ရလို့ရှိရင်ဒီဥစ္စာကိုကျွန်တော်ကဟို expression speed တခါလေးတန်းထည့်လို့ရတယ်ဒီမှာတော့ကျွန်တော်ရိုက်เสียမလို့တော့เนาะအဲ့တော့ဒါလေးကို ျွန်တော်နည်းနည်းပြန်ပြန်မယ်ဩဒါလေးကိုကျွန်တော်နည်းနည်းပြန်ပြန်လိုက်မယ်ကျွန်တော်ဒီလိုရိုက်ထဲတာမရိုက်ထဲတော့ဘူးအဲ့တော့ပြင်ရင်လည်းပဲဒါကျွန်တော်ဟို technique သူပြောတော့เนาะအကုန်မဖြတ်ပြစ်လိုက်ဘူးဘာလို့ရမရကျွန်တော်မသိဘူးမှားသွားခဲ့သည်ရှိတော့ကျွန်တော်ပြန်ရိုက်ရအောင်เนาะအဲ့တော့ဒီဥစ္စာကိုဒီဒါလေးကိုကျွန်တော်ဒီမှာကုလိုက်မယ်ရတယ်ဟိဆိုလို့ရှိရင် ဒီ expressions ကအဲဒီ expression ရပြီအပေါ်ကဒီ expressions ကိုကျွန်တော်တခုလုပ်ကြည့်အောင်မယ်အပေါ်ကပြီးလို့ကြည့်လို့ရမှာမသိဘူးသူကဘိုးစားရဆိုလို့ရှိရင်အပေါ်ဘက်ကဟာလုပ်လို့ရတယ်မရအောင်သူကဒီလိုလုပ်လို့မရဟို division object ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဟို p နဲ့ q နဲ့နှစ်ခုထည့်လို့ရတယ်အခုဒီမှာတော့မရအောင် မတော့မရတော့အဲအဲ့ဒါလေးတော့ကျွန်တော်ဒီမှာပြန်ရိုက်ထည့်ရလဲရတဲ့ပုံစံဖြစ်သွားတော့เนาะ factor ကိုလိုချင်တာမဟုတ်လို့ဒီလိုဖြစ်သွားတယ်အဲ့တော့ဒီမှာရပြီအဲ factor solution ရင်ဒီမှာ cancel လောက်ဖြစ်သွားတဲ့ဥစ္စာတွေ့ပြီ factor ကိုကျွန်တော် expression ဆိုတိုင်းရိုက်လေလို့ရှိရင်ဒီလိုထွက်တယ်အဲ့တော့ဟို coding က coding skill set ကအဲ့လောက်ကြီးမလို့ကျွန်တော်တို့ python ကိုအခြေခံ syntax လောက်လို့လို့ရတယ်ပြီးလို့ရှိရင်ဒီ symbolic python ကိုအခုကျွန်တော်ဟိုပေးထားခဲ့တဲ့သင်ခန်းစာတွေပေါ့နော်အဲ့ဒီသင်ခန်းစာတွေလောက်ကိုပဲ follow လုပ်လို့ရလို့ရှိရင်ဟိုဒီသင်ချာကကျွန်တော်တို့အဆင်ပြေသွားပြီအခုဒါ pre calculus နော် pre calculus မှာ လုတ်ခဲ့တဲ့ဟာကို ကျွန်တော်တို့ဒီမှာဒီမှာ light နေတာနော်အဲ့တော့ဟိုနည်းနည်းဒီဒီကြာပြီးတော့ပြောတော့ပေါ့ဗျာအဲ့တော့ဟို calculus မသင်ခင်မှာဒီအရှိမရှိနေတဲ့ mathematics ရဲ့ function တွေကိုဟို ကျွမ်းကျင်သွားအောင်လို့သူကလုပ်ပေးတာလားလုပ်ပေးတာဆိုတော့အဲ့ဒီဟာကိုကျွန်တော်တို့ကဟို follow လုပ်တာမဟုတ်ရင်ကျွန်တော်တို့ကဘယ်နေရာမှာနေမယ်ကျွန်တော်တို့က fall back ဖြစ်မလဲဆိုတော့ဟာဒီလိုမျိုး hand calculation တွေလာပြီးဟာဒီဥစ္စာတွေတော့တော့ဟာတောင်ငငယ်ကငါလက် hand နဲ့ဟိုလက်နဲ့တွက်ခဲ့ရတဲ့ဟာတွေအခုဒီဥစ္စာတွေပဲငါပြန်လုပ်နေရပြန်ပြီငါမတွက်ချင်တော့ပါဘူးဆိုတော့စိတ်ကဖြစ်တာအခုကျတော့အဲ့ဒီကျွန်တော်တို့ငငယ်တော့ကခံစားခဲ့ရတဲ့ pain point ကိုအဲလုံးဝရှောင်ပြီးတော့ အဲ့ဒီဟာတွေအကုန်လုံးကိုကုတ်ဒီနဲ့ကျွန်တော်ရေးပြီးတော့ concept ကိုကျွန်တော်ထိုက်ရိုက်သွားတာနော် concept ကိုထိုက်ရိုက်သွားတာအဲ့တော့ကျွန်တော်ဒီမှာတွေ့လို့ factor လုပ်လိုက်တယ် factor လုပ်ပြီးသူကသူ cancel out လုပ်တယ်နော်အဲ့လိုပုံစံအဲ့ဒီဟာလုပ်ဖို့လိုတယ်ဆိုတော့ concept ကိုကျွန်တော်သိလို့ရှိရင်ဒါနော်ဒါဒီ chapter ပြီးနော်အဲ့တော့ chapter 3.6ပြီးပြီအဲ့တော့နောက်သင်ခန်းစာကြာရင်ကျွန်တော်တို့ chapter 3.6မှာတွေ့မှာပေါ့နော်ကဲအဲ့တော့ဒီနေ့တော့ဘလောက်ပါပဲ see you in the next video ပါအဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်